မင်္ဂလာပါဒီနေ့လာပြီးတော့မြဝေချင်တဲ့ဗီဒီယိုလေးကြတော့တငယ်ချင်း2ယောက်ပေါ့နော်တငယ်ချင်း2ယောက်ရဲ့စကားပြောနေတဲ့အကြောင်းအရာလေးကိုပြန်ပြီးတော့မြဝေပြင်ချင်ပါတယ်အဲ့ဒါကလူ2ယောက်ပါတယ်ပေါ့နော်ဒါကဘာလဲဆိုရင်အာတငယ်ချင်း3ယောက်ကသူကကိုယ့်ရဲ့အပေါင်းအဖော်တငယ်ချင်းတွေကိုအရန်ကိုမှအကူတတ်တယ်ပေါ့နော်အဲ့ဆိုတော့ နောက်တယောက်ကသူ့ကိုပါပြောရတယ်ဆိုတဲ့ခါကျတော့ तू อ่ะအထီးကောင်လေးကဒီနေ့ကျတော့ तू อ่ะမှိုင်နေတယ်ဗောနော်စိတ်ညစ်နေတယ်ဗောနော်စိတ်ညစ်နေတဲ့အကြောင်းရင်းကတော့ तू မှာတစုံတရာတစ်ခုခုအခက်ခဲဖြစ်တယ်ဗောနော်ကျွန်တော်ဒီလောက်ပဲပြောမှာဗောနော်ဘာဖြစ်လဲဆိုတော့အာလူတယောက်ရဲ့ကိုယ်ရေးကိုယ်ရာကိစ္စကိုကအကုန်လုံးခြားပြောလို့မရဘူးလေဗောနော်အဲ့ဒီမှာဆိုတော့ तू ဟာဘာဖြစ်လို့မာရင်နေလဲဆိုတော့ तू ကမလိုက်ပြောရရင် तू စဉ်းစားကန်းထုတ်နေတာပေါ့နော်စဉ်းစားကန်းထုတ်နေခြင်း तू အဖြေရှာလို့မရဘူးပေါ့နော်အဲ့မှာနောက်လူတယောက်ကဘာလာပြောတာလဲဆိုတော့ तू ကတည်တယ် तू ဘာဖြစ်နေလဲဆိုတော့တည်တယ်ပေါ့နော်အဲ့ဒီမှာ तू ကဘာပြောလဲဆိုတော့ဟဲ့ကောင်နဲ့မင်းဘာဖြစ်နေတာလဲတဲ့အဲ့လိုမျိုးပြောနော်အဲ့ဆိုတော့မင်းဘာဖြစ်နေတာလဲတဲ့อืมငါဘာမှဖြစ်ပါဘူးကောင်တဲ့မင်းဖြစ်နေတယ်ငါသိပါတယ်တဲ့ မင်းမှတ်ထားတဲ့နောက်ဆုံးမှာတဲ့အာတီးလိုက်ရတာကတော့တီးတီးလိုက်ရတာကဗာလဲဆိုလို့ရှိရင်တဲ့ကိုယ့်ဘက်မှာတဘွာလုံးစာတဲ့နော်ကိုယ့်ဘက်မှာတဘွာလုံးစာမမမမကိုယ်ဘေးနားမှာယက်တီပေးမဲ့သူကဘယ်သူထင်လို့လဲတဲ့အဲ့လိုမျိုးသူကဖြေလိုက်တာပေါ့နော်ဘယ်သူထင်လို့လဲပေါ့နော် အဲ့ချိန်မှာသူကစိစာကံထုတ်နေတဲ့အချိန်သူမဖြေနိုင်ဘူးပေါ့နော်ဟုတ်တယ်လေစိစာကြည့်ကြည့်ပေါ့နော်သူပြောသွားတာလည်းအရင်မှန်တာပဲပေါ့နော်ဘာလို့ထင်လို့လဲဆိုတော့သူကပြောမင်းမှတ်ထားရတဲ့အမြဲတမ်းတဲ့ကိုဘေးနားမှာမမမမယက်တိပေးနိုင်တဲ့သူကကိုကိုတိုင်းပဲဖြစ်ပါလေတဲ့နော်ဘယ်သူမှမရှိဘူးတဲ့ကိုကိုတိုင်းပဲရှိတာတဲ့နော် တိတ်မှန်တာပဲပေါ့နော်တွေးကြည့်မယ်ဆိုလို့ရှိတကယ်မှန်ပါလေဟုတ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုကဘသူ့ကိုမှကိုအားကိုးလို့လဲစိတ်တန်ကိုမလုံနဲ့ကိုတိကျရင်ကိုတိုင်းလေးလာကိုတိုင်းလောက်ကြည့်ပေါ့နော်အဲ့လိုပုံစံမျိုးနော်ကိုတိုင်းလေးလာပါအဲလေးလာပြီးသားအကြောင်းအရင်းတစ်ခုကိုအဖြစ်တိသွားပြီဆိုတော့နောက်ကိုအဲ့ဒီနေရာမျိုးလုံးဝမလုံမိအောင်ကိုကိုတိထားပေါ့နော်ကျွန်တော်ဆိုရင်အတွေ့အကြုံပြပြပေးမယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင် ืม teaching လို့ကျွန်တော်လုပ်တယ်ပေါ့နော် online နဲ့ online နဲ့ online နဲ့ကျွန်တော် teaching လုပ်တာကျွန်တော်အတွေ့အကြုံပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်နှစ်ချိန်ရှိပြီပေါ့နော်အခုလောက်ကြည့်ထားရတဲ့ဆိုရင်3ချိန်မြောက်ပေါ့နော်3ချိန်မြောက်ကအဖြေမထွက်သေးဘူးပေါ့နော်အာဒီနေ့ပြန်နေရဲ့လေကွာဒီနေ့ဆိုရင်12ရက်12ရက်9လပိုင်း2000နဲ့25ပေါ့နော်โอเคเนาะကျွန်တော်တိတ်လေးပြောပြပေါ့နော် ဒီတစ်ခါကကျွန်တော်အတွက်နောက်ဆုံးသင်ခန်းစာလို့ဖြစ်မှထင်ပါတယ်နော်အဲဒါကျွန်တော်လည်းကျွန်တော်တီးချင်တော့ကျွန်တော်ကိုယ်တိုင်စမ်းတက်တာပေါ့နော်ကျွန်တော်ကိုယ်တိုင်လောက်ကြည့်တယ်ပေါ့နော်ပထမနံပါတ်1ကျွန်တော်ဘလောက်ကုန်သွားလဲပတ်စံထိုင်ဘန်ငွေနော်ထိုင်ဘန်ငွေ2000 2800လောက်ကုန်သွားတယ်ကျွန်တော်နော်ဟုတ်တယ်ပထမတစ်ပတ်ပေါ့နော်2800ကုန်သွားတယ်ပေါ့နော် ဆိုတော့အဲ့ဒီအချိန်မှာမလုတ်ခင်မှာကျွန်တော်ကစဉ်းစားတယ်ဒါဖြစ်နိုင်ပါမလားဘာလို့ကျွန်တော်တေချာစစ်တယ်သူ့ရဲ့ profile နေကိုတေချာစစ်တယ်ဒီသူနဲ့အလုတ်လုတ်ဖို့ရပါတော့အလုတ်လုတ်ပါမလုတ်ခင်ကျွန်တော်သူတေချာချာစစ်တယ်သူ့ရဲ့ view တွေကိုကျွန်တော်ကြည့်တယ်အာ sorry သူ့ရဲ့ view တွေကို view တွေကိုကျွန်တော်မဆက်လိုက်ရဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ profile ကိုတော့ကျွန်တော်စက်တဲ့အခါကျတော့ ဝက်ဝက်ဆင်ထားတဲ့ဟိုအစားကအာတကယ်ရှယ်ပဲပေါ့နော်အာကိုအင်းချီနဲ့ဗာနဲ့ချက်ချန်နန်းနာပေါ့နော်တကယ်ရုပ်ကလည်းဥပ္ပေရုပ်ကလည်းတကယ်ကိုအာငံကံမဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီမှာကျွန်တော်စမ်းကြည့်လေရောစမ်းကြည့်လိုက်တော့ပတ်စံမလွှဲပြီးခင်မှာကျွန်တော်ဗန်နဲ့တော့ကျွန်တော်မလွှဲတငယ်ချင်းကိုကျွန်တော်အလွန်ခိုင်းအောင်ငယ်ချင်းလွှဲပေးလိုက်ပါလို့အဖြေတစ်ခုရတာပေါ့ဗောနော် သူ့ကိုတောင်မှကျွန်တော်ပြောသေးတယ်ဟေးနင်တကယ်လို့လွှဲမယ်ဆိုရင်လေတံပုတ်ထေလေးပါလေရွက်ပြီးမှနင်လွှဲပါဟေးငါတော့လောက်တာလောက်တာပေါ့နော်ဒီဟာကြီးမှတိတ်ပြီးရာဂိုင်တော့မရှိထားဘူးပေါ့နော်လိန်ရင်လည်းလိန်ပါစေပေါ့နော်ဒါပေမဲ့အဖြစ်တစ်ခုတီးချင်လို့ပဲလောက်တာပါဆိုပြီးတော့သူခံတကယ်ပဲပေါ့နော်ထင်တဲ့အတိုင်းပဲလိန်သွားတယ်ကျွန်တော်လိန်ခံထိတာပါလာတယ်ဩโอเคဒါကဘာဖြစ်လို့လဲကျွန်တော်က AC ပဲဘာမှစိတ်ထဲမှာမခံစားဘူးဘာဖြစ်လို့လဲ စပြီးလောက်ကလေးကကျွန်တော်ကဒီပမာဏကိုအဆုံးရှုံးခံနိုင်တယ်ဒီပမာဏကိုကျွန်တော်ကအဆုံးရှုံးခံနိုင်တယ်음ဖြည့်တစ်ခုလိုကျန်လို့လောက်တယ်ပြီးတဲ့အတိုင်းပဲပါလာတယ်ဒါ online kit ဆိုတော့ internet ခက် online kit မှာအဆက်ဆက်ရရတတိထားဖို့ဒါကျွန်တော်ရဲ့အတွေ့အကြုံပြောပြတာပါနံပါတ်2อืมนัมเบอร์เนี่ยပြောရမှာ7000ရှိတယ်နံပါတ်နံပါတ်တက်ကတော့တိတ်မများပါဘူးဘတ်900 လာပါเนาะအဲ900ထက်ကုန်တယ်အပန်းနဲ့ပေါ့เนาะအပန်းနဲ့ပန်း900ထက်ကုန်တယ်ဒါကကြရင်လဲဒီတိုင်း online ပေါ့မှာပေါ့เนาะများတော့အားဖြင့် social media ခက်ကြီးမှာဒီတတော်ရူဒီ Facebook ဒီဗာရလေအရှမ်းကိုမှဟော့နေတဲ့ခက်ဖြစ်နေသေးတယ်ပေါ့เนาะအဲ့ဒါဆိုတော့အဲ့ဒီချိန်မှာဆိုတော့ကြည့်ကြည့်ပေါ့เนาะဒါကလည်းဆိုရင်ပြောရရင် အရန်နာမည်ကြီးနေတယ်ပေါ့နော်သူကပါလဲဆိုတော့အာပြောလိုက်မယ်ပေါ့နော်ရှစ်ရှစ်နဲ့ပဲကျွန်တော်ပြောလိုက်မယ်ပေါ့နော်ချဲကနန်းပေါ့နော်လိုင်းပေါ်မှာဝယ်ကြတာပေါ့နော်ဒီလောက်ကနကနဖြစ်နေ view တွေကြည့်လိုက်လားအများကြီးပဲ view တွေရတယ်နော် view တွေစစ်ကြည့်အများကြီးဟာ view တွေလည်းအများကြီးပဲပေါ့နော် view တွေလည်းအများကြီးပဲဆိုတော့အဲစမ်းကြည့်လေးပေါ့နော်ဟို လက်ဆက်ရဲ့ပမာဏကိုမေးကြည့်လိုက်တော့ဘလောက်မရှိဘူးတန်ခါးဟာဗန်ခါးချမှာပါတော့နော်ရရင်လည်း okay မယ်မရရင်လည်းဘာမှမဖြစ်ဘူးဆိုရဲစိတ်နဲ့ပဲဒီတိုင်းလဲစမ်းတာပါလာတာပဲငါရငါရပါလာတယ်နော်အာငါရပါလာတယ်ဒါကျွန်တော်အတွေ့အကြုံပြပြတာပေါ့နော်ဝင်ခံတယ်ကျွန်တော်တွေ့ကြုံပြပြတာဒါပေမဲ့ကျွန်တော်ကဘာဖြစ်လဲလိန်နေဆိုရင်လည်းလိန်မစီဒီပတ်စံတော့ကျွန်တော်ပြောနိုင်ပြဿနာရှိဆိုပြီးတော့ ကျွန်တော်ကလောက်လိုက်တယ်ဗောနော် okay ထင်တဲ့အတိုင်းပဲပါလာတာဒါနှစ်ချက်ရှိသွားပြီဗောနော်သုံးချက်မြောက်တော့အဖြေမထွက်သေးဘူးဗျာနော်သုံးချက်မြောက်ကအဖြေမထွက်သေးဘူးဆိုရင်ဒါငွေပမာဏကိုပြောရမယ်ဆိုရင်အာ तू ကလည်းဘာတစ်ထောင်ချော်လောက်ရှိမှာဗောနော်ဘာတစ်ထောင်ချော်ချော်လောက်ပါမှာဗောနော် तू ကတော့လိန်နဲ့အဲထဲမှာပါမလားမပါဘူးလားတော့မသိပါဘူးဒါကတော့ ဒါလည်းကျွန်တော်အဖြစ်တစ်ခုရှာတာပေါ့နော်အဲ့ဒီနေရာဘိုင်းမှာကြာရင်ကျွန်တော်အားနည်းချက်နည်းနည်းရှိတယ်ပေါ့နော်ကျွန်တော်လောက်တဲ့နေရာမှာအားနည်းချက်နည်းနည်းရှိလို့အာသူကသူ့ရဲ့ကြော်ညာချက်တွေကတော့ view တွေကတော့အာသူ့ရဲ့ကြော်ညာချက်တွေကတကယ်ကိုနိုင်မဲ့ကြီးတဲ့ပုံကူတွေလည်းပါတယ်ပေါ့နော်သူပြတာသူများရိုက်ထားတာပဲ skin shot ယူပြီးတော့လောက်တာလားတကယ်အစစ်အမှန်လားတော့ဒီလိုပါတော့ဒါပေမဲ့သူ့ရဲ့ view တွေသူ့ရဲ့ follow တွေကြည့်ရတော့ များကြီးပဲပေါ့နော်အတူတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါနဲ့သူ့ပုံစံလည်းပထမလူလိမ့်တဲ့ပုံစံမျိုးပဲကိုရင်းချီနဲ့ပါနဲ့ပေါ့နော်ကိုရင်းချီနဲ့ပါနဲ့အာသူ့ကိုကြတော့မြန်မာငွေ2သိန်းပေးရတယ်ပေါ့နော်မြန်မာငွေ2သိန်းပေးရပါတယ်ဒါအဖြေတော့မထွက်သေးပါဘူးဒါကတော့ online social media နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကသူ့ကိုအလုပ် add လိုက်တာပေါ့နော်ဒါလို့ဆိုရင်တော့ဒါတကယ်လို့လိမ်သွားတဲ့ဆိုရင်လည်း ဘယ်လောက်မှတော့ပြဿနာမရှိပါဘူးဒါကိုလည်းကျွန်တော်ဆုံးရှုံးခံနိုင်ပါတယ်အာဒါကိုလည်းကျွန်တော်ဆုံးရှုံးခံနိုင်လို့ကျွန်တော်လုပ်ကြည့်ထားတာပေါ့နော်ဒါပေမဲ့ तू ကရပောင်း90တုံးမဟုတ်ရင်ရပောင်း60နလားဆောင်းရမယ်လို့ तू ပြောတာပေါ့နော်နလားဆိုတော့လဲနလားပေါ့ကိုလှုပ်လိုက်ခဲ့တယ်နလားမှမကားတော့တာပေါ့နော်ဟိုဟာလှုပ်လိုက်တစ်ခုဖြစ်သွားပြန်ဒီအရလှုပ်လိုက်တစ်ခုဖြစ်သွားပြန်ဆိုတော့ဒါတော့ပညာရေးပိုင်းဆိုင်ရာနဲ့ပါပါတယ် အဲ့ဒါကိုထပ်ပြီးတော့ကျွန်တော်လဲလောက်ထားတယ်ပေါ့နော်ဒါရောဆိုရင်တော့တိုင်းချိန်မြောက်တကယ်လို့ဒီ online နဲ့ပတ်သက်ပြီးရယ်လုပ်ငန်းရေးနဲ့ပတ်သက်ပြီးရယ်ကိုမတွေ့ရကိုကိုတိုင်းမသိရဘဲနဲ့ဒီလိုပုံစံမျိုးလုံးဝမလုပ်တင်ဘူးပေါ့နော်နောက်တစ်ခုကကြံပြူတာပေါ့နော်ဒါကျွန်တော်ကသီးသန့်ကိုလိုက်ပြီးစမ်းတတ်တာပေါ့စမ်းတတ်တဲ့အဖြစ်တစ်ခုရှာတာပေါ့နော်โอเค ဗီဒီယိုလေးတော့ဒီလောက်ပါပဲလို့နောက်ပြည်ကြမှာကျွန်တော်တို့ပြန်လဲဆိုပြီးကြမှာနော်အားလုံးဘိုင်ဘိုင်